ကနေမကြားရသလိုချိုတင်တတိပေးမှုလည်းဘာတစ်ခုမှမရှိပဲနေကြီးကိုလှောက်ခါသွားစေတဲ့ပောက်ကွဲတန်နေတဲ့ကောင်းကင်ရန်ကိုနေရင်နေအောင်လင်းထိန်စေခဲ့တဲ့မိသားတွေစတင်လာခဲ့ပါတယ်။လမ်းတွေက မိခိုးတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါတယ်။ဆက်သွယ်ရေးစနစ်တွေဟာမျက်စိတမိတ်အတွင်ပြတ်တောက်သွားခဲ့ပါတယ်။ဘယ်သူမှတုံ့ပြန်ဖို့အချိန်မရလိုက်ပါဘူး။ဒါဟာအမတ်တမဲ့ပြစ်ခတ်လိုက်တဲ့ဒုံးကျည်ပြစ်ခတ်မှုမဟုတ်ခဲ့ပါဘူး။ဂယုဒဆိုင်အစီစဉ်ထားတဲ့စည်ရေးစစ်စင်မှုတစ်ခုဖြစ်ပြီးတော့တစ်ချိန်တည်းမှာဒုံးကျည်ရာပေါင်းများစွာပြစ်ခတ်ခဲ့တာပါ။ဒါဟာအီရန်ရဲ့အစ္စရေးတို့ရဲ့ချာရှိပရိပတ်ခမှာ25ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်ကတော့အကြီးဆုံးအတိအကျဆုံးနဲ့အရေး င်းစွန်စုံတိုက်ခိုက်မှုပါပထမဆုံးအကြိမ်ဖြစ်တိုက်ခိုက်မှုတွေကဝေးလယ်နဲ့နေဆက်ဒေသတွေကိုပြင်းထန်ထားတာမဟုတ်ပဲအစ္စရေးရဲ့အကြီးအကဲနေရာတွေကို ထိမှန်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကနေပြောချင်တာကတော့ ဒီနိုင်ငံရဲ့ဘယ်နေရာမှမလုံခြုံတော့ပါဘူးဒီကနေ့မှာဒီတိုက်ခိုက်မှုအတွင်းအစ္စရေးရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ဘာလို့ပျက်စီးလို့နေပါဖြစ်ခဲ့တာလဲ။ဘာကြောင့်ဒီလိုကြီးမားတဲ့တိုက်ခိုက်မှုအတွက်ဒီလိုအတိအကျအချိန်ကိုရွေးချယ်ခဲ့တာလဲ။ဒါဟာအီရန်နဲ့အစ္စရေးထိတိုက်ရင်ဆိုင်မှုမှာအန်ဒီရဲ့အရှိဆုံးအလှည့်ပြောင်းဖြစ်နိုင်သလားဆိုတာအသေးစိတ်လေးလာပြီးတော့သုံးသပ်တင်ပြသွားပါမယ်။ နေဝင်ချိန်ရောက်တာနဲ့တပြိုင်နက်တည်းအော်အော်တန်တွေဆူညံလာခဲ့တာဖြစ်တယ်။တောင်ပိုင်းအစ္စရေးတလျှောက်လေကြောင်းရန်ကာကွယ်ရေးအော်အော်တန်တွေဖြစ်ပါတယ်။မင်းနေပိုင်းအကြာမှာပဲညကောင်းကင်ရန်ကပျက်စီးမှုတွေနဲ့ပြင်းထန်သွားခဲ့ပါတယ်။ Ballistic Drone G 150ကျော်နဲ့ Kamikaze Drone တွေကအရှိဘက်ကနေမြေဟင်းပြီးတော့ဝင်ရောက်လာခဲ့ပါတယ်။ဒီစစ်စင်ရေးရဲ့နာမည်ကတော့ True Promise 3ဖြစ်ပါတယ်။ဒါဟာနောက်ထပ်သတိပေးပြည့်ခတ်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။ ဒါဟာအီရန်ရဲ့ history အပေါ်အကြီးဆုံးနဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုပါပဲ စစ်အခြေစိုက်စိုက်ခန်းတွေကိုပြစ်မှတ်ထားခဲ့တဲ့အရင်တိုင်းခိုင်းမှုတွေနဲ့မတူဘဲဒီတစ်ချိန်မှာတော့အရသာမျိုးကြီးတွေနဲ့စစ်ဌာနချုပ်တွေကိုပါထိမှန်ခဲ့ပါတယ်။ Tevit Ashador BR Shiva နဲ့ Gangrand Data တွေလည်းပါဝင်ပါတယ်။ဒုံးကြီးတွေကကြပြိုင်တည်းရောက်လာတာမဟုတ်ပါဘူး။သူတို့ဟာအဆက်မပြတ်တိုက်ခိုက်ရေးလိုင်းလုံးတွေလိုရောက်လာခဲ့တာကြောင့် Israel ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို၃ရက်စတိုက်တက်လက်ထားခဲ့ရပါတယ်။လိုင်းတစ်ခုပြီးတာနဲ့နောက်တစ်ခုက အဆက်မပြတ်စတင်ခဲ့ပါတယ်အီရန်ရဲ့တိုက်ခိုက်မှုတွေကနေပညာစစ်ပွဲတသက်မဟုတ်တော့ဘဲစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုနဲ့စိတ်ပိုင်းဖြတ်မှုစစ်ပွဲတစ်ခုလိုပါပဲ။ဒါဟာလက်ထုံပြန်လာတယ်မဟုတ်ဘဲအစ္စရေးပိုင်နဲ့နက်နက်ရှိုင်းရှိုင်းအထိရေရှည်တိုက်ခိုက်နိုင်တဲ့သူတို့ရဲ့စွမ်းဆောင်နိုင်စွမ်းကိုကြေညာလိုက်တာပါ။စီးရေးကျွမ်းကျင်သူတွေကရွှေခေဖူစစ်ပွဲနောက်ပိုင်းအကြီးမားဆုံးအလဲပြောင်းလို့တောင်သတ်မှတ်ခဲ့ကြပါတယ်။ဒါအဗစ်မှာစစ်ဌာနချုပ်တွေရဲ့ရေဒါဖန်သားပြင်တွေက ထုံးစီလမ်းကြောင်းတွေနဲ့ပြည့်နေပြီးအရက်သားတွေလည်းခုတ်လုံရာကိုပြေးဆင်းနေရပါတယ်။ Iron Dome လို့ကာကွယ်ရေးစနစ်တွေကြားဖြတ်ခဲ့ပေမဲ့ထုံးကြီးတွေကဆက်လက်ချရောက်ခဲ့ပါတယ်။ဒုတိယနေ့မှာတော့ Iran ဟာ Israel ကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်။လူထူထက်တဲ့အရက်သားနေရာတွေကိုဒုံးကြီးတွေမိုးရွာသလိုကြားရောက်ခဲ့ပြီးတော့တိုက်ခန်းတွေဒါရီဆာရိုဂါဆေးဘက်ဆိုင်ရာစင်တာအနီးအနားတွေပါထိမှန်ခဲ့ပါတယ်။ H K လွန်မှာဆိုရင် drone တိုက်ခိုက်မှုကြောင့်ကားပါကင်တစ်ခုမီးလောင်ခဲ့ပါတယ်။ဒါဟာအိမ်နေဈေးရုံနေနဲ့မြို့ကြီးတွေရဲ့အဓိကနေရာတွေကိုရည်ရွယ်ချက်ရှိရှိပြတ်မှတ်ထားခဲ့တာပါ။ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ယုံကြည်မှုကိုဖျက်ဆီးဖို့နဲ့ဘယ်နေရာမှတကယ်မလုံခြုံတော့ဘူးဆိုတာကိုသက်သေပြဖို့ပါပဲ။ Social Media တွေမှာလည်းဖြစ်စဉ်တွေရဲ့ရုပ်သံမှတ်တမ်းတွေပြည်နေခဲ့ပါတယ်။ Israel ရဲ့အစစ်မြစ်ကာကွယ်စနစ်တွေဖြစ်တဲ့ Iron Dome, Dawis Lin နဲ့ Arrow 3တို့ကတော့မှအားချိနေခဲ့ရပြီးတော့တချို့ဒေသတွေဟာနိုင်ငံပေါင်းများစွာကာကွယ်မှုမရှိတော့ဘူးလို့တောင်းတာဝန်ရှိသူတွေကဝန်ခံခဲ့ကြပါတယ်။ဒါဟာ Iran နဲ့ဆက်စည်းကိုဖျက်ချော်သွားခဲ့တဲ့အချိန်ခါဖြစ်ပြီးတော့ အစ္စရေးနဲ့ကမ္ဘာကြီးကိုဘာဆက်ဖြစ်လာမလဲဆိုတာတွေးတောစီခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကိုတုံ့လုံစီခဲ့တာကဒုံးကြီးအရေးရွက်တယ်မဟုတ်ပဲသူတို့ကြားရောက်ခဲ့တဲ့နေရာတွေပါ။ Iron Dome ပြီးတော့ Davis Link နဲ့ Aero 3တို့ကိုရှောင်ထိန်ပြီးတော့ Tel Aviv မြို့လေက Hakiria စစ်ဌာနချုပ် ကိုအီရန်တုံးကြီးတစင်းထိမှန်ခဲ့တာဖြစ်ပါတယ်။ဟာခီရီယာဟာအစ္စရေးရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးရဲ့ဗဟိုဌာနဖြစ်ပြီးတော့ကာကွယ်ရေးဝင်ကြီးဌာနနဲ့ထိတ်တန်းထောက်လှမ်းရေးဌာနချုပ်တွေတရှိရနေရပါ။ဒီလိုနေရာကိုတုံးကြီးထိမှန်ခဲ့တာကအီရန်ဟာအစ္စရေးစီးရေးစီမံကိန်းရဲ့အကြီးကနေရာကိုထိုးဖောက်နိုင်တဲ့ဆိုတဲ့လက္ခဏာပါပဲ။ ျတို့တပ်ပုံတွေမှာမေးလောင်ချွဲမှုအမှတ်အသားတွေနဲ့အဆောက်အုံတစ်စိတ်တစ်ပိုင်းပြိုကျမှုတွေကို ပြသနေပါတယ်။သတင်းပေါက်ကြားမှုတွေအရမြေအောက်စစ်စင်ရေးစင်တာတခုအလုံးမလုံးတော့ပဲဆက်သွယ်ရေးစနစ်တွေလည်းခဏတာပြတ်ထောက်သွားခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ဟာကီရီယာကိုတိုက်ခိုက်မှုအပြင်အီရန်ကအရေးကြီးတဲ့စီးရင်နဲ့အရသာပြတ်မှတ်တွေကိုလည်းပြတ်မှတ်ထားခဲ့ပါတယ်။ ရီဟိုဗိုက်မျိုးကနျူကလ িয়ার နဲ့သုတေသနစင်တာဖြစ်တဲ့ Wiseman သိပ္ပံ Institute ကိုဒုံးကြီးတစ်စင်းထိမှန်ခဲ့ပြီးတော့စည်ရည်တချို့ကိုရပ်ဆိုင်းခဲ့ရပါတယ်။ဘတ်ယန်မှာတော့တိုက်ခန်းတစ်ခုကိုတိုက်ရိုက်ထိမှန်မှုကြောင့်အရသာ18ဦးသေဆုံးပြီးဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ငွေပိုင်လိုင်းတွေပေါက်ကွဲကမိတွေအလင်းအမြန်ကူးစက်ခဲ့ပါတယ်။ Shalon Lesion နဲ့ Ramagan တို့လိုစက်ရုံတွေတအားပြီးစနစ်တွေပြည့်နေတဲ့မြို့တွေကိုလည်းထိမှန်ခဲ့လို့လက်စစ်တအားပြတ်ကျောင်းမှုတွေနေပညာလုပ်ငန်းတွေထိခိုက်မှုတွေနဲ့တယူပို့ဆောင်ရေးလမ်းကြောင်းတွေပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်စေယုံအများပြလဲအရေးပေါ် generator တွေကိုအားကိုးခဲ့ရပါတယ်ဒီတိုက်ခတ်မှုတွေကနေစဘဝကိုရတန့်စီပြီးတော့လူထူထက်တဲ့နေရာတွေမှာထိလန့်မှုတွေဖြစ်စေဖို့ဖြူဟာမြောက်ချိုးပန်းမှုတွေဖြစ်ပါတယ်အီရန်ကအစ္စရေးစစ်တပ်ကိုတိုက်ခတ်ရုံသာမက စည်းဝါးရေးအရသာစိတ်ဓာတ်နဲ့နိုင်ငံရဲ့အမိန်ပေးစနစ်ကိုတစ်ချိန်တည်းမှာဖြိုခွဲဖို့ရည်ရွယ်ခဲ့တာပါ။အန်ဒီရဲ့အရှိဆုံးခြေနေကတော့အစ္စရေးရဲ့မြောက်ပိုင်းစက်မှုလုပ်ငန်းမြို့တော်ဟာအီဖာမှာဖြစ်ခဲ့ပါတယ်။ဒုံးကြီးတစ်စင်းကမြို့လေကောင်ကဓာတ်ပိရာပစ္စည်းလောင်ကန်တွေနဲ့လျှစ်တအားလိုင်းတွေဖြတ်တန်းနေတဲ့အဓိကဆွဲအင်ဆက်ယုံအနည်းကိုထိမှန်ခဲ့ပါတယ်။ဒါရိုက်ထိမှန်တာမဟုတ်ပေမဲ့ ပေါက်ကွဲမှုသာစက်ရုံထဲကိုတက်တက်ကြီးကြရင်အစိမ့်တငွေယူစိမ့်မှုတွေပေါက်ကွဲမှုတွေဒါမှမဟုတ်ဒေသတွင်လျှက်စစ်တအားပြတ်တောင်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အရေးပေါ်ဝန်ဆောင်မှုတွေတက်လက်ထားခဲ့ပြီးတော့တဘာဝပဝင်းစင်ဆိုင်ရာအဖွဲ့တွေကလည်းညဉ့်ဉန်းမှုတွေကိုစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။ဒီတိုက်ခတ်မှုဟာအစ္စရေးကိုပို့ပြီးတော့ကြီးမားတဲ့ကက်ဘီတစ်ခုရဲ့အစွန်းကိုပို့ဆောင်ခဲ့ပြီးတော့အရာအားလုံးကိုပြောင်းလဲပြစ်နိုင်တဲ့ချိန်ချမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဟိုင်ဖာမြို့ကိုတိုက်ခိုက်မှုကပေါက်ကွဲမှုတသက်မဟုတ်ခဲ့ပါဘူး။ဒါဟာအစ္စရေးရဲ့တအားပီးစနစ်ကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုပါဒုံးကျည်ထိမှန်ပြီးမြို့ရဲ့အဓိကလျှက်စစ်တအားပီးစစ်ရုံဖျက်ဆီးသွားလို့မြောက်ပိုင်းအစ္စရေးရဲ့အများစုဟာနိုင်ပေါင်းများစွာမှောင်မိုက်သွားခဲ့ပါတယ် ဈေးရုံတွေကအရန်ဂျန်နရေတာတွေနဲ့အသက်ဆက်ခဲ့ရပြီးအများပြည်သူတွေယူဖို့ဆောင်ရည်တွေလည်းရပ်ဆိုင်းသွားခဲ့ပါတယ်။ဒါအပြင်ဆေးရုံနဲ့မိုင်းနေငယ်အကွာမှာအစ္စရေးရဲ့အန်ဒီရဲ့အရှိဆုံးအရက်သားနေရာတွေတည်းကတစ်ခုဖြစ်တဲ့စက်မှုလုပ်ငန်းသုံးအမိုနီယာတူလောင်ကန်ရှိနေပါတယ်။အနီးအနားဒါအပြင်ဆေးရုံကိုထိမှန်တဲ့အခါပောက်ကွဲမှုလိုင်းကြောင့်တူလောင်ရုံမှာမီးလောင်ကျွမ်းမှုဖြစ်စေခဲ့ပါတယ်။ မိသားသမားတွေကကောင်းကင်ယံကိုလွှမ်းခြုံနေတဲ့အနက်ရောင်မီးခိုးတွေနဲ့လိမ္မော်ရောင်မီးထောက်တွေကြားအရေးပေါ်ရောက်လာပြီးတော့မိနစ်40ကြာဓာတုပိဒါပေါက်ကွဲမှုကိုကာကွယ်ဖို့တိုက်ပွဲဝင်ခဲ့ရတာပါ။အကယ်၍အမိုနီယာကကန်တာပေါက်ကွဲခဲ့ရင်ဟိုင်ဖာနဲ့ကန်ယူရန်တက်လျှောက်စိတ်ငွေတွေပြန့်နှံ့ပြီးတော့လူထောင်ပေါင်းများစွာတည်ဆုံနိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောခဲ့ကြပါတယ်။ဒေသခံအာဏာပိုင်တွေကအရေးပေါ်စနစ်တွေအလိုအလျောက်အသက်မဝင်ခဲ့ဘူးလို့ဝန်ခံခဲ့လို့ထိလန့်မှုတွေပေါ်ဖြစ်ခဲ့ရတာပါ။ ဒါဟာဒုံးကျည်တိုက်ခိုက်မှုကိုနိုင်ငံတော်အဆင့်သဘာဝပတ်ဝန်းကျင် BND ရဲ့အဖြစ် ကူးပြောင်းလို့နေပါ ဖြစ်စေတဲ့အချိန်ခါပါပဲ။ဟိုင်ဖာမှာမီးလောင်မှုတွေထိန်းချုပ်လာနိုင်တဲ့အခါနောက်ထပ်ထိခိုက်မှုတစ်ခုက အလင်းအမြန်ရောက်လာပြန်ပါတယ်။အစ္စရေးရဲ့အကြီးအဆုံးရန်နံချက်ဆက်ယုံကိုလည်းပိတ်လိုက်ရတာပါ။ဆွေအင်းစီစဉ်မှုဆက်ရှိနေရင်နောက်ထပ်ပေါက်ကွဲနိုင်တယ်လို့ဆိုရင်ကြေကြလို့ပါ။ဒါကြောင့်ဆက်ယုံကိုပိတ်လိုက်တော့ချက်ချင်းပဲဓာတ်စီထောက်ပတ်မှုတွေရက်တက်မြောက်ပိုင်းမြို့တွေကလောင်စာစီတွေ၆ခန်းပို့ဆောင်ရေးထရက်ကားတွေလည်းရက်တက်သွားခဲ့ပါရ စွမ်းရည်ဝင်ကြီးဌာနကတောင်ဘက်ကနေခြောက်ဖက်မှုတွေကိုပြန်လည်လမ်းကြောင်းပြောင်းရွှေ့ဖို့အတင်းအကျပ်ခိုင်းစီခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ Hi-Fi ရဲ့ Demo စီကန်းဟာနောက်ထပ် NDA တွေကိုရှောင်ရှားဖို့ကုန်စည်အလုံးရွှေ့ပြောင်းတာကိုခဏရက်ဆိုင်ခဲ့ပါတယ်။ဒေတိုက်ခံမှုကအီရန်ဟာတင်ကြတာပြည်မတ်တွေကိုထိမှန်နိုင်ုံသာမကအစ္စရေးရဲ့အရက်သားအခြေခံအဆောက်အုံတွေကိုပါရက်တက်နိုင်တယ်ဆိုတာကိုတည်တည်ပြခဲ့တာမျိုးဖြစ်ပါတယ်။ဒေတိုက်ခံမှုကိုထူးခြားစေတာက ျက်စီးမှုတင်မဟုတ်ပါဘူး။တိုက်ခိုက်မဲ့ပြင်းမဲ့အမျိုးအစားရွေးချယ်မှုပါပဲ။လေတက်အခြေစိုက်စကန်တွေတမမဟုတ်ကာကွယ်ရေဒါစကန်တွေကိုတိုက်ခိုက်တာမဟုတ်ခဲ့ပါဘူး။ပထမဆုံးအကြိမ်ဖြစ်အီရန်ဟာနေစင်ဘဝကိုလည်းပတ်စီတဲ့ဓာတ်အားဓာတုပစ္စည်းတွေတယူပို့ဆောင်ရေးနဲ့လောင်စာစီလိုစနစ်တွေကိုပြင်းမဲ့ထားခဲ့တာပါ။ရာလက်ကတော့ဖြည့်စည်းဆုံးရှုံးမှုတွေအဆမတန်ဖြစ်လာပါတယ်။ တက်ကြီးစောင်းလျှောက်ရေးကိဟာတွေလျှက်စမီပြတ်တော့ခွဲစိတ်ကူးတော်မှုတွေရွှေဆိုင်ရင်အသွာလာမီးတွေပိတ်ကုန်ပြီးအဝေးပြေးလန်းတွေပေါ်မှာကားတွေပိတ်ဆို့ကုန်တာပါတယ်။ကြောင်ရုံမှုကမိတော့တွေထက်ပိုမြန်မြန်ပြန့်နှံ့ခဲ့ပါတယ်။ဒုံးကြီးတွေကြောင့်မဟုတ်ပဲဘယ်နေရာမှမလုံခြုံတော့ဘူးဆိုတဲ့ခံစားချက်ကြောင့်မှရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုကအဆပဲရှိပါသေးတယ်။အကြီးဆုံးထိခိုက်မှုကတော့ဣသရေလပြည်သူတွေအပေါ်စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုပါပဲ။ တုံးကြီးတစ်စင်းဟန်ဇလီယာမျိုးကိုထိမှန်တဲ့အခါဒါဟာဖြက်စီးမှုတသက်မဟုတ်ခဲ့ပါဘူး။အစ္စရေးရဲ့ထိန်းချုပ်နိုင်စွမ်းအပေါ်တိုက်ရိုက်ထိမှန်မှုပါပဲ။ဟန်ဇလီယာကအစ္စရေးရဲ့ထိတ်တန်းထောက်လှမ်းရေးအေဂျင်စီမော်ဆက်ရဲ့ဌာနချုပ်တရှိရာနေရပါ။အီရန်နဲ့အစ္စရေးတို့ကြားပြည်ပခန့်ကပုံမပြင်းထန်လာပြီးတော့ ကိုရီးကိုရာထိပါတိုက်ခိုက်မှုတွေစီရောက်လာခဲ့ပါပြီ။အီရန်ကဝင်ကြီးချုပ်နေဒန်ယာဟူရဲ့စီဇရီယာမြို့ကကိုပိုင်အိမ်နာကိုဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပါတယ်။ဒုံးကျည်ကအိမ်ကိုတိုက်ရိုက်မထိခိုက်ခဲ့ပေမဲ့အစ္စရီးခေါင်းဆောင်အပေါ်တိုက်ရိုက်ချင်းချောင်းမှုအဖြစ်တက်ရောက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးကအရင်ကမရှိခဲ့ဘူးပဲစစ်ပွဲရဲ့သဘောတဘာဝကို ပြောင်းလဲစေခဲ့ပြီးပြည်သူတွေရဲ့စိတ်ထဲမှာဝင်ကြီးချုပ်ရဲ့အိမ်တောင်မလုံခြုံဘူးဆိုရင်ဘယ်အိမ်ကလုံခြုံမှာလဲဆိုတဲ့မေးခွန်းတွေပေါ်ပေါက်လာစေခဲ့ပါတယ်။အစ္စရေးကလည်းအငြင်းဆုံးတုံ့ပြန်ခဲ့ပါတယ်။အစ္စရေးလေတပ်ဟာတီဟရန်မြို့ကအီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနကိုတိကျတဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။သတင်းထုတ်လွှင့်ရေးချိန်မှာပဲရုတ်တရက်ထုတ်လွှင့်မှုရပ်တန့်ပြီးတော့ဖန်သားပြည်အနက်ရောင်ပြောင်းသွားခဲ့တာပါ။ ဒါဟာရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းမှုမဟုတ်ပဲအီရန်ရဲ့အတန်နဲ့ဝါရဖြန့်ချီရေးစနစ်ကိုပြစ်မှတ်ထားတဲ့စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးတစ်ခုပါပဲ။အစ္စရေးကမီဒီယာနယ်ပယ်မှာဥဆောင်မှုရယူခဲ့ပြီးတော့အီရန်ရဲ့အတန်ကိုရပ်တန့်စေခဲ့ပါတယ်။ ဒီအချိန်ရောက်စပြီးတော့စစ်ပွဲဟာဒုံးကျည်တဲ့ကာကွယ်ရေးစနစ်တွေအကြောင်းတသက်မဟုတ်တော့ပါဘူး။လက်ဖက်စလုံးဟာပြည်သူလူထုရဲ့ယုံကြည်မှုကိုလှောက်ခါဖို့ခေါင်းဆောင်မှုကိုဖိအားပေးဖို့နဲ့အာဏာကိုပြသဖို့ကြိုးစားလာကြပါတယ်။စစ်မြေပြင်ဟာမြေပြင်ပြစ်ပတ်တွေကနေ TV ဖန်သားပြင်တွေနဲ့ Digital ကွန်ရက်တွေအထိဒိုးချဲ့လာခဲ့ပါတယ်။ Israel ရဲ့နောက်ထပ်လုပ်ရက်တွေနဲ့နိုင်ငံတကာထုတ်ပြန်မှုတွေဟာဒေတာတစ်ခုလုံးကိုအပြေးအဝစစ်ပွဲစီထုံးဖို့နိုင်ပါတယ်။ Israel က Iran ရဲ့အမြင့်ဆုံးခေါင်းဆောင် Ayatollah Khamenei ကိုလှုပ်ချန်ဖို့ ီစဉ်နေတယ်ဆိုရက်ကောလာဟာလာတွေထွက်ပေါ်လာတာကဘရိဘကကိုပုံပုံမောင်မိုက်တဲ့အလဲပြောင်းစီထုံးဖို့နေပါတယ်ဒီလိုလိုရဲ့မျိုးကခစ်သစ်စစ်ပွဲရဲ့စည်းမျဉ်းအလုံးကိုချိုးဖောက်ပြီးတော့ပထင်းချုံနိုင်တဲ့ဒေတာရင်းစစ်ပွဲတစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်အော်ဇီယာခေါင်းနာက ထိနေတဲ့လို့ဖို့အတန်ကသမ္မတဒေါ်နယ်ထရန့်စီကနေထွက်ပေါ်လာခဲ့တာပါ။အီရန်အပေါ်သူ့ရဲ့အရင်ကပြင်းထန်တဲ့ရည်တည်ချက်တွေရှိခဲ့ပေမဲ့သတင်းရမျက်တွေအရတော့ထရန့်ကအာယာဂျိုလာကမ်ပဏီကိုလုံခြံဖို့အစီအစဉ်ကိုခိုင်မာစွာပယ်ချခဲ့ပြီးထိန်းချုပ်လို့မရတဲ့ဒေသရင်းစစ်ပွဲတစ်ခုကိုဥတီသွားမှာကိုစိုးရင်ခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်ကိုရှောင်ရှားလို့မရတဲ့ပြိပခတွေကိုထွန်းဖို့မှဖြစ်ပြီးတော့အရှိအလေပိုင်းတစ်လျှောက်အမေရိကန်စစ်သားတွေနဲ့အကျိုးစီးပွားတွေကိုအန်ဒီအေဖြစ်စေနိုင်တယ်လို့သူကသတိပေးခဲ့ပါတယ်။ ်ဒီပြည်တွင်းသဘောထားကွဲလွဲမှုကဒီချင်းချောင်းမှုဘလောက်ထိပြင်းထန်လာခဲ့တယ်ဆိုတာကိုပြသခဲ့တာပါဒီအစီအစဉ်ကစိတ်ကူးရင်သက်သက်မဟုတ်ပါဘူးဒါဟာနီးဆက်လာခဲ့ပြီးတော့နောက်ပြန်လှည့်မရတဲ့အခြေအနေမရောက်ခင်တယောက်ယောက်ကရက်တန်ရမှာပါဝါရှင်တန်ကထုံဆိုင်နေချိန်မှာရုရှားကတော့လှုံ့ဆော်ခဲ့ပါတယ်ဒမရပလာဒီမာပူတင်ဟာ ဝင်ကြီးချုပ်နေတန်ယာဟုကိုကိုရိုင်းဆက်သွယ်ပြီးတော့ပြင်းထန်စွာသတိပေးခဲ့ပါတယ်။အီရန်ကောင်ဆောင်မှုအပေါ်ဘလို့လုံးဆောင်မှုမျိုးကိုမဆိုနိုင်ငံတကာဥပဒေရဲ့အနေအောင်မြင်းကိုကျော်လွန်သွားမှာပါ။အစ္စရေးသာဒီကိစ္စကိုဆက်လုပ်ခဲ့ရင်ရုရှားဟာတိတ်ဆိတ်စွာနေမှာမဟုတ်ဘူးလို့မော်စကိုကရှင်းလင်းပြောခဲ့ပါတယ်။ပူတင်ရဲ့သတိပေးချက်ကနိုင်ငံရေးရကြေမဟုတ်ဘဲဖြူဟာမြောက်ပါတယ်။ ယူကရိန်းနဲ့စစ်ပွဲမှာပိတ်မိနေတဲ့ရုရှားဟာနောက်ထပ်ရှည်တန်းတစ်ခုကိုမလိုချင်ပါဘူး။ဒါပေမဲ့အီရန်ကသူ့ရဲ့မဟာမိတ်ပါတီဟီရန်သာချန်ဆုံးခဲ့ရင်ဒေသတွေမှာရုရှားရဲ့ဩဇာအာဏာပါချန်ဆုံးသွားမှာပါ။ဒီချိန်ထဲမှာပဲဒုံးကျည်တွေကမြို့တွေပေါ်ကနေပြန်တန်းနေစေပါပဲ။ဒါပေမဲ့နောက်ပယ်မှာတော့တခုခုစတင်ပြောင်းလဲလာခဲ့ပါတယ်။ဥရောပတန်တမန်တွေအမေရိကန်ထောင်လိုင်းအရာရှိတွေနဲ့ ဂျာနီနိုင်ငံတွေပါလျှို့ဝှက်ဆက်နွယ်မှုလမ်းကြောင်းတွေကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။တရင်းစာရှင်လင်းပွဲတွေမရှိဘူး၊ရဲရင်တဲ့ထုတ်ပြန်ချက်တွေမရှိဘူး၊ပိုဆိုးတဲ့အခြေအနေတွေမဖြစ်လာအောင်တိတ်ဆိတ်စွာဆွေးနွေးမှုတွေပဲရှိခဲ့ပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေပို့ပြီးတော့တတိထားလာခဲ့ပါတယ်။လူသိရှင်ကြားချင်းချောင်းမှုတွေတိတ်ဆိတ်သွားခဲ့ပါတယ်။နောက်ထပ်တိုက်ခိုက်မှုကမီးရှို့လုံဆောင်နိုင်တဲ့စရာကိုလူတိုင်းသိနေပါတယ်။ဒါဟာနိုင်ငံနဲ့နိုင်ငံကြားပြိပခတ်တသက်မဟုတ်တော့ပါဘူး။ ဒါဟာတတိယကမ္ဘာစစ်ဖြစ်လာနိုင်တဲ့အလားအလာရှိနေတာကိုကမ္ဘာသိနေခဲ့ပါတယ်။ ။အစ္စရေးသာအီရန်ခေါင်းဆောင်လှုပ်ကြံခဲ့ရင်အီရန်ဟာသူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ Lebanon, Syria, Yemen နဲ့အီရတ်တလျှောက်ကလက်နက်ကင်အဖွဲ့တွေကို အကူအညီတောင်းခံမှာအသေးစားပါပဲ။အဲဒါကနေတိုးနဲ့ရုရှားကိုပါဒီမီးတဲကိုဆွဲသွင်းနိုင်ပါတယ်။ဒါဟာအနိုင်ရဖို့တိုက်ပွဲတစ်ခုမဟုတ်တော့ပါဘူး။ဒါကစင်ကြင်လုံးတရားနဲ့ဖြစ်စည်းမှုကြာကနောက်ဆုံးတိုက်ပွဲတစ်ခုပါအစ္စရေးနဲ့အီရန်နှစ်ဖက်စလုံးဟာအခုတော့ဖြစ်စည်းနိုင်စွမ်းရှိနေသလိုဖြစ်စည်းခံရနိုင်ကြလည်းရှိနေပါပြီ မာယိုနဲ့လုံးရက်တစ်ခုပေါ်စားတဲ့အဆုံးဖြတ်ချက်တစ်ခုနဲ့အရှိလေပိုင်းတစ်ခုလုံးပြက်စီးမိလောင်သွားနိုင်ပါတယ်။ဒုံးကြီးတွေကို စက္ကန့်ပိုင်းအတွင်းပြက်လွတ်နိုင်ပြီးမယ်။ဘဝတွေမြို့တွေနဲ့ငိမ့်ချမ်းကြီးကိုပြန်လည်တည်ဆောက်ဖို့ကတော့မျိုးဆက်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ ဒုံးကြီးတွေနဲ့ဟော်ပြုံးမှုတွေနောက်မှာကဘာကြီးကိုချောင်းလက်နေတဲ့ပုံနဲ့ဆိုင်တဲ့မိဂိုတခုရှိနေပါတယ်။အရာအလုံးပြိုလဲမကြခင်ဘသူကနောက်ဆုံးမလဲ။အခုချိန်ထိဘသူမှမဖြစ်နိုင်သေးပါဘူး။ဒီမိဂိုကိုကြကြထားလေလောက်ပြန်လဲမရတဲ့အနီရောင်မျိုးကိုပို့ပြီးတော့နေဆက်လာလေးပါပဲ။အဲ့ဒီမျိုးကိုကြောဖြတ်မိတဲ့အခါဘဲခန့်တဲ့ဘဲနန်နမိတ်ဘဲစာကျုံးမှနောက်ဆက်တွဲဖြစ်လာမဲ့မျိုးကိုဓာစီနိုင်မှာမဟုတ်ပါဘူး။ ဒါအစ္စရေးဒါမှမဟုတ်အီရန်အကြောင်းသက်သက်မဟုတ်တော့ပါဘူး။အချိန်မနှောင်းခင်နောက်ပြန်လှည့်ဖို့ကမ္ဘာကြီးကယုံကြည်နေသေးလားဆိုတာပါပဲ။ကဲဒါဆိုရင်တော့အီရန်နဲ့အစ္စရေးတို့ပြည်ခပ်ပခါလက်ရှိအချိန်မှာဘယ်အခြေအနေကိုရောက်နေပြီလဲ။နှစ်နိုင်ငံစလုံးကစီးရီးအရပြန်လည်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်နေကြဆဲဖြစ်ပြီးတော့ဒေတာရင်းတင်မှမှုတွေကလည်းဆက်လက်မြင့်တက်နေပါတယ်။ အစ္စရေးဘက်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုပြင်းထန်ထားတိုက်ခိုက်ဖို့ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီလိုဖြစ်လာခဲ့ရင်တော့ပြည်ပကဟာကမ္ဘာအင်အားကြီးနိုင်ငံတွေကိုပါဆွဲခေါ်သွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်။ဒီပြည်ပကဟာအရှေ့အလယ်ပိုင်းတစ်ခုလုံးရဲ့ငင်းချမ်းရေးကိုချိန်ချောင်းနေုံသာမကကမ္ဘာလုံးဆိုင်ရာငင်းချမ်းရေးနဲ့လုံခြုံရေးကိုပါကြီးမားတဲ့တရားမှုတွေရှိလာနိုင်ပါတယ်။နိုင်ငံတကာအတိုင်းဝန်းနေတဲ့အထက်မှန်တင်းပမှုတွေမဖြစ်အောင်ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တန်တမန်ရင်းနေတဲ့နေရာနေတဲ့ဆင့်ငိမ့်ချတဲ့ဖြေရှင်းလေးတစ်ခုကိုရှာဖွေနိုင်မလားဆိုတာအချိန်ရပဲ ပြောပြနိုင်ပါလိမ့်မယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်